ဒီလိုမျိုးလေဖော့လေးတွေနဲ့လေပတ်စံကြဘူးလေးလုတ်တဲ့စီမှာဖော့မုံလေးတွေဝယ်ရခက်တဲ့လူတွေအလန်ဝေးတဲ့နေရာမှာရောက်နေတဲ့သူတွေအတွက်ပေါ့နော်ဒါလေးတွေလှမ်းမှာဖို့အတွက်ခက်ခဲရှိတဲ့လူတွေအတွက်ကိုဆရာမနီးကောင်းလေးပေးမယ်နီးကောင်းလေးကဘာလဲဆိုရင်ဘောလုံးလေးတစ်လုံးရှိရင်ရပြီဟုတ်လားဒီလိုချက်ကလေးတစ်ခုရှိရင်ရပြီနောက်တစ်ခုကဘောလုံးလေးလည်းမရှိဘူးဂျက်လည်းအဆင်မပြေဘူးကို့မှာတော့ဖော့ဆူဖော့ဖွန်ပန်းဆူထိုးတဲ့ဖော့လုံးလေးရှိတယ်ဆိုရင်လည်းလုပ်လို့ရတယ်နော် ဒီနေရာမှာပုတ်ပုတ်ပွားပွားဒီစီလေးတွေနဲ့ဟိုလှီးလို့ရတဲ့ဟာပုံဖုံလို့ရတဲ့ဟာဆိုလဲလုပ်လို့ရတယ်နော်အဲ့တော့ဆီမအခုလုံးလုံးစဘောလုံးလေးကိုယင်လုပ်ပြမယ်ဘောလုံးလေးကဒီမှာဒီလိုမျိုးဘောလုံးလေးဒါကနင်းနင်းပိုးမာတဲ့ဘောလုံးနော်ဟိုကလေးလေးတွေငငယ်လေးတွေပေါက်ဆာလေးတွေကန်တဲ့ဟာဒါတူလေးကန်တဲ့ဘောလုံးသူ့ဆီကသွားမာလာတာအဲ့တော့ဒီဘောလုံးလေးရှိရဲ့အဲ့ဘောလုံးလေးကိုဒီမှာချက်ကလေးကိုကိုက်လိုက်တာချက်ကလေးတတိကံဘုံလေးကိုက်လိုက်တာတတိကံဘုံလေးကိုက်လိုက်တာဒီမှာတတိကံဘုံလေးကိုက်လိုက်တာ ဒီတိတိကံပုံလေးကြိုက်လိုက်တာကြိုက်ပြီးတော့မှဆီမကဒါလေးကိုကရုံးကြုံလေးလို့ဖြစ်အောင်လို့ဒီလိုလုပ်မှာအောက်ကလေးတွေကဒီနဲ့တွဲဆက်လို့ရအောင်လို့အဟအဟလေးတွေလှိလိုက်တာဒါဆိုစင်ပြေသွားပြီအဲ့မြန်မာဒီတိတ်ကလေးနဲ့ပက်ပက်လေးထိန်းလိုက်မယ်တိတ်လေးနဲ့ထိန်းလိုက်မယ်ဆိုရင်ဒီလိုကြဘူးလို့မူလေးလို့ဖြစ်သွားမှာမိုးပုံစံလေးပေါက်သွားမှာရပြီတော့ဒါဆိုတမျိုးရသွားပြီဟုတ်လားနော်ဒီမှာပက်ဆက်လေးတွေကက်နင်းလေးတွေခေါင်းနင်းလေးတွေဆီမတင်ပေးထားရယ်နော်နော်အဲ့ဒါလေးလုပ်ကြည့်မယ်နော် မယ်နော်သူမှအရာပါတယ်တဝက်တိတိရင်လိလိုက်မယ်ဆရာမကတဝက်တိတိပြီးမယ်ပြီးရင်နှစ်ခုတွဲလိုက်မယ်ဒီမှာနော်အကင်နံလေးနဲ့တွဲလိုက်တယ်နော်တွဲလိုက်ပြီဆိုဆရာမလှိလို့ရလှိလို့ရပြီဆိုဆရာမကဒီဟာလေးကတောင်လေးတွေကိုရင်ပြီးသွားမယ်တောင်လေးတွေကိုရင်ပြီးသွားမယ်တောင်လေးတွေတောင်ပြက်လေးတွေရင်ပြီးသွားမယ်ဒီဆိုနဲ့ဆရာမဒီကောနေဖလုံလေးလိုက်မယ်ဆောင်းလေးတွေလေးလိုက်ဆောင်းလေးတွေလေးလိုက် ပြီးပြီဆိုရင်ဒီအောက်ခြေလေးရနေပြောနည်းနည်းပြန်သိမ်းမယ်စကောင်းပြန်သိမ်းမယ်ဒီလိုပုံလေးဖြစ်သွားပြီပြီးတော့မှဒါကိုနည်းနည်းထက်ချော်လိုက်မယ်ချော်လိုက်ရင်အဆင်ပြေသွားပြီဒါသိ ဒီလိုလေးဖြစ်သွားပြီเนาะခေါ်လေးရဒီလိုလေးဖြစ်သွားပြီဆိုတော့ကျွန်မဆရာမတို့ကဒီပုံမှာပတ်စံလေးတွေကိုကတ်မှာဖြစ်တဲ့အတွက်မြင်းအောင်လို့ဒီဟာကတတိပွဲတွေမှာအပွားအုပ်တဲ့တတိလေးတွေကိုအုပ်တဲ့ပလတ်စတစ်လိမ်လေးเนาะဟင်းပွဲတွေမှာလည်းအုပ်တယ်ဒီပလတ်စတစ်လေးအဲ့ပလတ်စတစ်လေးကိုဒီပေါ်တင်လိုက်တင်ပြီးတော့လေကလေးကိုဆက်ဆွဲမယ်လုံအောင်အုပ်မယ်လုံအောင်အုပ်ပြီးလို့ရှိရင်ဆရာမတို့ကပတ်လိုက် တ်ပြီးတော့တိတ်လေးနဲ့ကတ်လိုက်မယ်အဓိကတော့သူ့နှစ်ခုတွဲသွားပြီးတော့ဒီပုံမှာတိတ်ကတ်လို့ရှိရင်မြင်းအောင်လို့သူ့ကိုပုံစံလေးကြက်ကြက်တက်တက်ရက်ရက်လေးဖြစ်သွားအောင်တိတ်ကတ်လို့ရအောင်ကတ်တဲ့သဘောပဲเนาะမိုးလေးဖြစ်သွားအောင်ပေါ့ တက်ကက်လိုက်ရင်ဒါကကက်လို့ရတယ်ဒီလိုမုံမျိုးလေးဖြစ်သွားပြီเนาะအဲ့ဒါဆိုလို့ရှိရင်ပတ်စံကက်လို့ရပြီเนาะကျေးဇူးတင်ပါတယ်ရှင်ပြေကြပါစေ